ီဘက်ပရီးမီးယားလိရဲ့နောက်ကျဆုံးပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Everton အကြောင်းပြောချင်ပါတယ်ဒီဘက်ထဲမှာ Manchester City က Newcastle ကို2-1နဲ့ရှုံးနိုင်ခဲ့တယ် Liverpool က Nottingham Forest ကို3-0နဲ့ရှုံးနိုင်ခဲ့တယ် Tottenham Hotspur ကလည်း Arsenal ကို4-1နဲ့ရှုံးနိုင်ခဲ့ပါတယ် Manchester United ဟာသူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်အသင်းကြီးတွေခြုံပွဲကြုံရပြီး ရမတ်တွေဆုံးရှုံးနေတဲ့အချိန်မှာနိုင်ပွဲယူပြီးအထက်ကိုတက်နိုင်ဖို့အကောင်းဆုံးအချိန်ကိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ Manchester United ဒီတစ်ပတ်နိုင်ပွဲရယူနိုင်ပါမလား။ဒီတစ်ပတ် Manchester United တွေ့ရမယ့်အသင်က David Moyes ရဲ့ Everton အသင်းဖြစ်ပါတယ်။ Everton အသင်းကနောက်ဆုံး၅ပွဲမှာနှစ်ပွဲပဲအနိုင်ရထားပါတယ်။ဒီဟာဒီ Premier League ပွဲစဉ်၁၇ပွဲမှာ၄ပွဲနိုင်၊၃ပွဲသေ၊၄ပွဲချုံရမတ် 15မှတ်နဲ့အမှတ်ပေးစရာအဆင့်73မှာရှိနေတာပါတိုက်စစ်က19ကိုသွင်းပြီးခန်းစစ်က73ကိုပြန်ပေးထားရတဲ့အသင်းဖြစ်ပါတယ်အေဗာဒန်ဟာအဝေးကွင်းပွဲစဉ်အဖြစ်မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းကိုလာကစားရမှာဖြစ်ပါတယ်ဒီဟာဒီအဝေးကွင်းပွဲစဉ်9ပွဲမှာဟူပိုင်တန်တသင်းတဲကိုပဲအနိုင်ရထားပြီး3ပွဲရှုံး2ပွဲသရေရလက်ရထားပါတယ်ဒီတော့အေဗာဒန်ရဲ့အဝေးကွင်းစွမ်းဆောင်ရင်ကညံ့တယ်လို့ပြောလို့ရပါတယ် မန်ချက်စတာယူနိုက်တက်ကတော့အဲဘာတန်ကိုအိမ်ကွင်းမှာအဲ့ခံကစားရမှာဖြစ်ပါတယ်။ဒီရသည်ပရီးမီးယားလိဂ်ဆက်တပွဲမှာ၅ပွဲနိုင်၃ပွဲတည်ရီ၃ပွဲရှုံရလက်နဲ့အမဘေးစီယာအဆင့်၁၀မှာရှိနေတဲ့မန်ချက်စတာယူနိုက်တက်ဟာ ဒီပွဲမှာသာ Everton ကိုအနိုင်ကစားနိုင်ရင်အဆင့်5ဆင့်လောက်ခုန်တက်သွားမှာဖြစ်ပြီးတော့အ ਨੇ ဆုံး Premier League MLP ဇာတ်ရဲ့အဆင့်5မှာရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။ Manchester United ရဲ့ဒီအသည့်အိမ်ကွင်းစွမ်းဆောင်ရည်ကိုကြည့်ရင်အိမ်ကွင်း5ပွဲမှာ4ပွဲအထိနိုင်ထားပါတယ်။အိမ်ကွင်းစွမ်းဆောင်ရည်ကကောင်းတယ်လို့ယူပြအဖြစ်ပြောနိုင်ပါတယ်။ဒီတော့ Man U တို့က Everton ကိုအနိုင်ကစားဖို့လည်းမကတ်ဘူးလို့ထင်ပါတယ်။ ဒီနှစ်သင်းရဲ့ထိတ်တိုက်တွဲဆုံမှုမှတ်တမ်းကိုကြည့်ရင် Manchester United ကနောက်ဆုံး10ပွဲမှာ6ပွဲနိုင်ပြီး Everton ကတော့2ပွဲပဲနိုင်ထတာတွေ့ရပါတယ်3ပွဲတည်ရကျထားပါတယ်မနစ်ကစုပ်ပြတ်တက်နေတဲ့အချိန်မှာတော့မှ Man U ဟာအင်ကွင်းမှာ Everton ကိုဖိုးစည်းဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ဒဏ်ရာအရှင်တွေကိုကြည့်မယ်ဆိုရင် Manchester United ဟာကုညာဒဏ်ရာရသွားတယ်လို့အစိုးပိုင်းမှာသတင်းတွေထွက်ခဲ့ပေမဲ့လေ့ကျင့်ရေးကွင်းပြန်ဆင်းနိုင်တာကိုတွေ့ရတာကြောင့် Everton နဲ့ပွဲမှာပါဝင်လာနိုင်မယ်လို့ယုံကြည်ရပါတယ်တိုက်စစ်မှု 并且们在结构改造上下降。Benjamin, တလလောက်အားယူရမယ့်အနေအထားမှာရှိပါတယ်။ကိုဗီမိုင်နူးနဲ့ဟယ်ရီမက်ဂွိုင်းယားတို့လည်းအသေးစားဒဏ်ရာပြဿနာလေးတွေရှိနေပါတယ်။အေဗာဒန်ကတော့နောက်ခံလူဘရက်ဝိတ်ကလွဲရင်ကြံကစားသမားတွေအလုံးဒဏ်ရာကင်းစင်တဲ့အနေအထားမှာရှိပါတယ်။ဒါပေမဲ့လည်းလက်ရှိလူစင်ရင်နဲ့ရှည်စွမ်းကိုကြည့်ရင်မန်ချက်စတာယူနိုက်တက်ဟာအေဗာဒန်ထက်အပြတ်သက်ကိုတာလွန်နေသေးတယ်လို့ဆိုရမှာပါ။ဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာမန်ချက်စတာယူနိုက်တက်အနိုင်ကလွဲပြီးတော့တခြားဘာကမှမမြင်မိပါဘူး။တကယ်လို့မန်ယူသာ3-9နဲ့အထက် ်ဂိုးပြတ်သွင်းနိုင်မယ်ဆိုရင်တော့အဆင့်၄နေရာအထိတက်လန်းသွားနိုင်မှာဖြစ်ပါတယ်ဒီပွဲကိုမှအနိုင်မကစားနိုင်ဘူးဆိုရင်တော့ Manchester United အနေနဲ့ဥရောပဝင်ခွင့်တနေရာအတွက်မမျော်မှန်းတင့်တော့ဘူးလို့ထင်ပါတယ် Manchester United နေပြရောကစားသမားတွေပါဒီလိုတော့အဖြစ်ခံမယ်လို့မထင်ပါဘူးကြည့်ရှုပေးကြတဲ့ညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်ကျမဘေးကင်းကြပါစေဗျာ